ဟယ်လိုဒီနေ့တော့ဆက်သွယ်ပြတ်နေတဲ့သူတွေတွေ့ဖက်ပေးမှာပေါ့နော်ဒီဆက်သွယ်ပြတ်နေတဲ့သူတွေ H လို့မျိုးသူမဟုတ်လုံးဝရုပ်တရက်ကြီးဆက်သွယ်ပြတ်သွားတာပဲဖြစ်ဖြစ်အကြောင်းစုံတွေအကြောင်းဆက်သွယ်မရှိတော့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုလူမျိုးနဲ့တကယ်ပဲ ရေဆက်ကုန်သွားပြီလားဒါမှမဟုတ်ပြန်တွေ့ရဖို့ရှိသေးတာပေါ့နော်သူနဲ့တကယ်ပဲရေဆက်ကုန်သွားပြီလားပြန်တွေ့ရဖို့ရှိသေးလားဆိုတာကိုဖတ်ပေးမယ် collective reading နဲ့ဖြစ်ပါမယ်ရှင်ဆိုတော့ခရိုင်းလိုပဲကိုယ့်ရဲ့ collective တွေရဲ့ current energy ကိုအရင်စစ်ပေးမယ်အဲ့ဒီမှာမှန်နေဆိုတာမှလက်ကြည့်ပါရှင်โอเค2 require ကိုယ့်ရဲ့ collective တွေကလက်ရှိမှာတော့ ငွေကြေးစီးပွားရေးအလုပ်ကိုင်းကတော့အရန်ကိုကောင်းမွန်နေတဲ့အခြေအနေကိုရောက်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒီဗီဒီယိုကိုလာကြည့်ရတဲ့သူတွေကအများဆုံး arc sign တွေပဲဖြစ်ဖို့များတယ် Taurus ဘာကို Capricorn ပေါ့နော် arc sign ရဲ့ energy တွေပဲပြည့်ဝတွေ့ရတယ်ကိုယ့်ရဲ့ color တစ်တည်းကကောင်းပါတယ်နှိမ့်နှိုင်းဆွေးနွေးရခက်တယ်တခုခုကိုအမှန်လို့ထင်လိုက်တဲ့အရာတွေအတွက်ဘယ်တော့မှ less short တတ်တဲ့သူတွေမဟုတ်ဘူးပေါ့နော် ဟောဘာပဲပြောပြောအခုအဲ့လိုမျိုး character ရှိနေတယ်ဆိုရင်တော့လက်ရှိမှာတော့ True Rock Pandigel ရဲ့ energy အရာတခုခုကိုညင်ညင်နိုင်နိုင်ဆွေဆွေနွိနွိနဲ့အာအဆင်ပြေဖို့စ조사နေရမျိုးတွေ့ရတယ်ပေါ့နော်ငွေတွေလည်းဝင်နေတယ်ပတ်စံလည်းရှာနိုင်တယ် Queen of Pandigel အရာဘယ်လိုပြောရမလဲ Nurturing energy အပြည့်ရှိရပေါ့နော်ကိုယ့်ရဲ့ collective တွေကမင်းတို့ရဲ့ဘေးကိုရောက်လာတဲ့ သူဘသူကိုမဆိုပိုကောင်းမွန်တဲ့ဘဝတစ်ခုကိုရောက်သွားအောင်နောက်ကနေပံ့ပိုးပေးနိုင်တဲ့ energy ရှိတယ်နောက်တစ်ခုက healing energy ရှိတယ်ပေါ့နော်ဘလို့အခက်အခဲတွေနဲ့ပဲရောက်လာပါစေဘလို့အဆင်မပြေမှုတွေနဲ့ပဲရောက်လာပါစေမင်းတို့တကယ်မေတ္တာရှိပြီးစေတနာရှိတဲ့သူဖြစ်နေဖို့ပဲလိုတာအဲ့ဒီသူကိုလုံးဝကိုစိတ်ခံစားချက်တွေကောင်းမွန်သွားအောင်အခက်အခဲတွေကနေရုန်းထွက်နိုင်သွားအောင်ကုညီပံ့ပိုးပေးနိုင်တဲ့သူဖြစ်တယ်ပေါ့နော်ဟိုလက်ရှိမှာလည်း ငွေကအရန်ကိုရှာဖွေရလွယ်နေရကို့အတိုင်းတာနဲ့ကို့အထွာနဲ့ကိုပေါ့ကွယ်ရှာဖွေရလွယ်နေတယ်ဆိုလို့တိမ့်တောင်းချီပြီးဝင်နေတာမျိုးကိုပြောတာမဟုတ်ဘူးအခါတိုင်းမှာငွေကြီးကြောင့်စိတ်ပူပန်နေရတယ်ဆိုရင်အခုလက်ရှိမှာကိုယ့်ရဲ့ collective တွေကအဲ့လိုပူစရာမလိုတော့ဘူးကို့ level လေးနဲ့ကိုငွေကအတားတကြီးအလွယ်တကူပဲဝင်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်နေတဲ့သူတွေပါမယ်ဒီအထီးမှန်နေဆိုရင်စက်ကြည့်ပါ မင်းတို့နဲ့အဆက်အသွယ်ပြတ်နေတဲ့သူအဲ့ဒီတစ်ဖက်သူနဲ့တကယ်ပဲရေဆက်ကုန်သွားပြီလားဒါမှမဟုတ်ပြန်တွေ့ဖို့ရှိသေးလားပေါ့နော်နှစ်ကက်ပါလာရင်လည်းမနော် keen or cover each of quite อืม energy ก็ก้องนี่ดีเด้ Queen of Fortune and page source ဆိုတော့ရေစက်တွေကတော့မကုန်နေသေးဘူး Queen of Fortune အရာပေါ့နော်အာ major cut တက်ကပါလာတယ်ဒီတစ်ဖက်သူနဲ့မင်းတို့နဲ့ကရေစက်တွေကအဆင်မပြေခဲ့ဘူးဆက်ဆံရေးတွေကမကောင်းခဲ့ဘူးဆိုရင်တောင်မှပဲအခုဒီကန်တမာဒီတစ်ခေါက်အလှည့်ပြောင်းมาတော့ပြန်ဆောင်ရဖို့ရှိသေးတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ်တော့ Beach of the Dead မှာကလည်း The Star ကိုလာပြနေရေဆိုတော့ကြတော့နှစ်ယောက်သားကြတဲ့မှာ hope ဆိုရဲမျောလင့်ချက်တွေကရှင်သန်နေတုံးမယ်မင်းမလည်းရှိသလိုမျိုးသူ့မှာလည်းရှိရယ်ဒီမှာကြာလာတာကလည်း kino cup က kino cup kino cup အရာတစ်ဖက်လူပေါ့နော်တစ်ဖက်သူရဲ့စိတ်ထဲမှာလည်းမင်းလိုပဲလွမ်းနေတုံးမယ်တန်းတနေတုံးမယ်တဲ့အာ အပြင်မှာပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာအပြင်မှာကိုယ့်ရဲ့ quality တွေအဆက်အသွယ်မရှိဘူးဒါပေမဲ့ social media မှာတွေ့နေရတယ်ဒါမှမဟုတ်သူ့ရဲ့သတင်းစကားတွေကိုတစုံတစ်ယောက်ကယူယူလာတယ်ဆိုတဲ့အခါမျိုးမှာအပြင်မှာတော့မင်းနဲ့သူနဲ့ကဘာမှမဆိုင်တော့ဘူးမင်းအကြောင်းကိုသူဘာမှစိတ်မဝင်စားတော့ဘူးဆိုပြီးတော့တည်ငြိမ်ခြင်းအောင်တည်ငြိမ်ခြင်းအောင်စောင့်နေပေမဲ့တကယ်သူတို့ရဲ့စိတ်ထဲမှာတော့အမြဲတတိရနေတတ်တယ်မင်းအကြောင်းတွေကိုကြားရနိုးနိုးနဲ့အမြဲတမ်းတတိထားပြီးတော့ဆက်ဆံနေတတ်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ပေါ့နော် မျောလင်းလို့ရသေးတယ်ဒီကြာတဲ့ကတ်တီအရာကိုကိုယ့်ရဲ့ quality တွေနဲ့တစ်ဖက်သူရဲ့ကြားထဲမှာ connection တစ်ခုကရှိနေသေးတယ်လုံးဝမကုံနေသေးဘူးပေါ့နော်ဟိုမင်းနဲ့ပတ်သက်ပြီးတော့သူ့မှာနည်းနည်းတဲ့ခံစားချက်တွေရှိနေသေးတယ် ဒါပေမဲ့ဟိုလာဆက်တွယ်လို့မရတော့အောင်သူ့မှာမင်းကိုတန်းတနေပြီမဲ့လွမ်းနေပြီမဲ့သူ့ဘက်မှာလည်းအခက်အခဲနှဲငယ်ရှိနေတဲ့အတွက်ဒီစိတ်ခံစားချက်တွေကို under control ပေါ့နော်သူ့ဘာသူထိန်းချုပ်ထားတာမျိုးကိုတွေ့ရတယ်။ထုတ်ပြဖို့အတွက်မင်းကိုလွမ်းနေပါရဲ့မင်းကိုခံစားချက်တွေရှိနေပါသေးရဲ့ဆိုပြီးထုတ်ပြဖို့အတွက်အစင်တဲ့ဖြစ်မနေသေးတဲ့အခြေအနေပေါ့နော်။အဲ့ဒါကဘာကြောင့်လဲဆိုတော့ age of pentacle ရပေါ့နော်။ဒီတစ်ဖက်သူကသူ့ဘဝမှာ beginning တစ်ခုခုစထားတာမျိုးကိုတွေ့ရတယ်။ဒါကလည်း pentacle ဆိုတော့အလောက်အကိုင်းငွေကြေးမိသားစုအရေး ေးဒီလိုမျိုး grounded ဖြစ်တဲ့အရေးကြီးတဲ့အစတစ်ခုကိုစထားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခန်းစားချက်ဘက်ကိုမလဲပေးနိုင်သေးတာမျိုးဖြစ်တယ်ပေါ့နော်မလဲနိုင်သေးတာမျိုးဖြစ်တယ်။မင်းနဲ့တူကြတဲ့မှာပြန်စားဖို့အတွက်အခွင့်အရေးတစ်ခုပေါ်လာအောင်မယ်လို့သူကိုယ်တိုင်ကလည်းယုံကြည်နေတာတော့ရှိတယ်ဒါပေမဲ့လည်း real effort ပေါ့เนาะတကယ်ကိုပဲအဲ effort ဆိုင်ထုတ်တာမျိုးတကယ်စူးစမ်းဆောင်ရွက်နေရမျိုးကတော့မရှိနေသေးဘူး။ဘာကြောင့်လဲဆိုတော့သူ့ဘဝတည်းမှာအသက်စတင်ထားတဲ့အဲဒီစီဝါရေးလူမှုရေးအလုပ်အကိုင်းဒီတစ်ခုကြောင့်မို့လို့သူမအားလက်နိုင်မှုဖြစ်နေတာပေါ့နော်။ Wing of Fortune အရာကလည်းအဲ့လိုပဲ။ဒီ situation ကမင်းနဲ့သူနဲ့ကြားမှာရှိနေတဲ့ရေဆက်ကတဖန်ပြန်ပြီးတော့အော်ရောက်လာပြီ။ divine timing ပေါ့เนาะအချိန်တွေကဆုံးဖြတ်ပေးတော့မဲ့အချိန်ကိုရောက်လာပြီဆိုတော့ညှောလင်းချက်အပြည့်ထားလို့ရတယ် queen of fortune ရာကန်ကြမာကိုကမင်းတို့ကိုစုံပေးနေအောင်မှာစုံပေးအောင်မှာရေဆက်တွေအရာကိုကပြတ်ချင်တိုင်းပြတ်လိုက်လို့မရဘူးပြန်ဆောင်ကြအောင်မှာဆိုတာမျိုးကိုတွေ့ရတယ်ဒါပေမဲ့အချိန်တစ်ခုလိုရပေါ့နော်ဒါက timing ကိုပြောရခါဆိုတော့ကြတော့အခုနှစ်ယောက်သားတွေ့ဖို့အတွက်အဲလမ်းမှာတော့လမ်းတဝက်မှာတော့ရောက်နေပြီဒါပေမဲ့စောင့်အောင် ဆိုတာမျိုးပေါ့နော်စောင့်အောင်အချိန်လို့သေးတယ်ဒီလိုမျိုးနှစ်ယောက်အတူတူအာမတွေ့ခင်ဝေးกว่าနေခင်ဝေးกว่าနေတုံးမှာပေါ့နော်မင်းကလည်းမင်းရဲ့ trauma တွေကို healing လုပ်တင်တာလုပ်ပြီးတော့ဟိုတင်ယူတင်စရာတင်ယူတင်တာတွေကိုတင်ယူပြီးပြောင်းလဲတင်တာတွေကိုပြောင်းလဲဖို့လိုတယ်လို့သူ့ဘက်မှာလည်းအဲ့လိုပဲဒီ divine timing ဆိုတဲ့ဒီဝေးกว่าနေစေကာလလေးမှာတင်ယူစရာရှိတာတွေကိုတင်ယူပြီးပြောင်းလဲစရာရှိတာတွေကိုပြောင်းလဲဖို့လိုတယ်ပေါ့နော် ်ဆိုတော့ဒါမှပဲအာပြန်ဆောင်ကြတဲ့အချိန်မှာအရာရာကပြောင်းလဲလာပြီးတော့နှစ်ယောက်သားကပို့ပြီးတော့အဆင်ပြေတဲ့ connection တစ်ခုကိုတည်ဆောက်နိုင်မှာပေါ့နော် အဲ့ဒီလိုမဟုတ်ပဲဘာပြောင်းလဲမှုမှမလုပ်ထားပဲနဲ့ဒီတိုင်းပဲအတ္တတွေမာနတွေနဲ့ပဲဆက်ပြီးတော့ရှင်သန်နေဦးမယ်ဆိုရင်ပြန်တွေ့ရင်တောင်းပါပဲအဆင်ပြေနိုင်ဖို့ကမလွယ်ဘူးဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် သို့တော်လည်းပဲ facial source တွေက I am watching you ပေါ့နော် သူမင်းကိုစောင့်ကြည့်နေတယ်တဲ့သူမင်းအကြောင်းတွေကိုစိတ်ဝင်တစားစုံစမ်းနေတုံးမယ်ဒါပေမဲ့ not ready to speak ပေါ့နော်ဒါတွေကိုမင်းကိုလာပြောပြဖို့အတွက်တော့ငါမှအဆင်သင့်ဖြစ်မနေသေးဘူးတဲ့ ဟိုမှာ Messenger တို့ Facebook တို့ TikTok တို့ဒီလိုမျိုး social media ကနေပြီးတော့အများရဲ check လုပ်နေရပါတော့မျိုးစစ်ဆေးနေရစကားတော့မပြောဘူးစောင့်ကြည့်နေရဒီလိုမျိုးစိတ်ဝင်စားမှုကတော့မပြောက်သေးဘူးအာဒီတစ်ခေါက်ပြန်လဲတွေးဆောင်ကြတဲ့အချိန်မှာနှောက်သားကြတဲ့မှာဘာရှုပ်ထွေးမှုမှမရှိဘဲနဲ့ရှင်းလင်းပြတ်သားစွာနဲ့ပြန်ပြီးတော့အာဇလန်းလေးကိုပြန်ဆနိုင်ဖို့ရှိသေးတယ်ဆိုတော့ရေးဆက်တရားမကုန်သေးပါဘူးရှင်ပြန်ဆောင်ကြအောင်ပါ မပြောပေမဲ့လည်းစိတ်ထဲမှာရှိနေတယ်ပြန်စားဖို့အတွက်အခွင့်အရေးတစ်ခုရှိနေမယ်လို့သူကိုယ်တိုင်ကလည်းယုံကြည်နေတယ်ကိုယ့်ရဲ့ collective တွေကလည်းဒီလိုမျိုးယုံကြည်မှုတွေရှိနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူမင်းအကြောင်းကိုချိန်တိုင်းစောင့်ကြည့်နေတယ် okay စကားပြန်လာပြောနိုင်ဖို့ကတော့ timing and fate ပေါ့နော်အချိန်ရဲ့ကံတရားအပေါ်မှာပဲမူတည်နေတယ်နှစ်ယောက်လုံးရဲ့ယဉ်ထဲမှာကတော့ခံစားချက်တွေရှိနေသေးတယ်ဆိုတာကိုတွေ့ရပါတယ်ရှင် โอ้ many fast တွေ့လားကက်တီက link ဖြစ်နေရမြင်အားကြောင့်တစ်ခတ်တော့ online လို့ပြောတာမင်းလိုချင်တဲ့အကြောင်းတွေကိုမင်းရဲ့ universe ကို ပြောပါတဲ့ manifestation တွေလောက်ပါ အမြန်ဆုံးပြည်လာလိမ့်မယ်တဲ့ဆိုတော့ပြောချင်တာကဒီ age လို့မဟုတ်ဒီအဆက်အတွက်ပြည့်နေတဲ့သူနဲ့ပြန်ရဖို့အတွက်မင်းဘက်ကအေးချမ်းစွာနဲ့ manifesting လောက်ပါအမြန်ဆုံးပြည်လာပါလိမ့်မယ်တဲ့မင်းဘာလိုချင်တာလဲတကယ်လိုချင်တာကဘာလဲဒါကိုမင်းရဲ့ universe ကိုသိအောင်ပြောပါတဲ့ oh they will be back တွေ့လားမကြာခင်မှာသူ့အကြောင်းမင်းသတင်းစကားတွေကြားရတော့မယ်ဆိုတာမျိုးကိုတွေ့ရတယ်သူကိုယ်တိုင်ပြန်လာတာမျိုးသူကိုယ်တိုင်ပြန်ဆက်သွယ်တာမျိုးမဟုတ်ဘူးဆိုရင်တောင်မှပဲသူနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့သတင်းစကားတွေကြားလာရဖို့ရှိတယ်အခုလုံးဝဆက်သွယ်မရှိနေဘူးခုမှလွမ်းနေရတာပဲရှိတာဆိုရင်တိတ်မကြခင်ကာလမှာသူနဲ့ပတ်သက်ပြီးတော့အာအဲ့ဒီလိုမျိုးတယောက်တည်းမဟုတ်တော့ဘဲနဲ့ တယောက်တည်းထိုင်ဝမ်းနေရတာမျိုးမဟုတ်ဘဲနဲ့တိကျသေးကြတဲ့သတင်းစကားတစ်ခုတော့၎င်းသူကိုယ်တိုင်ပြန်ဆက်သွယ်လာတာမျိုးတော့၎င်းဖြစ်လာပါလိမ့်မယ်တဲ့အကတိကအားလုံးကတော့ကောင်းနေပါတယ်နော် like is on နဲ့မင်းအခုကံနေကောင်းနေပြီမင်းဘေးနားမှာကံကောင်းမှုတွေပဲရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အားမလျှော့ပါနဲ့သူနဲ့မင်းရဲ့ရေဆက်ကလည်းရှိနေသေးတာမကုန်သေးဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာပဲနေနေပြန်ဆောင်ကြရအောင်ပါပါရှင် အခုအချိန်မှာဘာကြောင့်ခွဲနေရတာလဲဆိုတော့အဲ့ဒီလိုမျိုးခွဲနေတဲ့အချိန်မှာကွဲကွာနေရတဲ့အချိန်မှာမင်းတို့နှစ်ယောက်သားကြားထဲမှာတင်ယူစရာတွေရှိတယ် experience တွေဒီ breaker ကနေပြီးတော့ဘယ်လို experience တွေရလာမလဲဘယ်လိုမျိုးစိတ်တဘောထားတွေပြောင်းလဲသွားမလဲဒီလိုမျိုးကို universe ကစောင့်ကြည့်နေတာဖြစ်တယ်ဒါဟာ universe ရဲ့ test ပဲပေါ့နော်ကောင်းမွန်တဲ့ပြန်လဲစုံတွေ့ခြင်းမျိုးဖြစ်ချင်တယ်ဆိုရင်တော့ အတွေးခေါ်တွေအမြင်တွေပြောင်းပြီးတော့ universe ကစမ်းသတ်တဲ့ဒီစာမီးပွဲကိုမင်းအောင်အောင်ဖြည့်ဆို့ပါလို့ပြောချင်ပါတယ်ရှင် let's go တွေ့လားမြောက်သားကြတဲ့မှာအခက်အခဲတွေပြဿနာတွေသဘောထားမတူညီမှုတွေဒီလိုတွေကြောင့်မဝေးကွာခဲ့တာဆိုရင်လေ နောက်သားပြန်လဲတွေ့ဆုံတဲ့အချိန်မှာ new pattern ပေါ့နော်ပုံစံအစ်စ်နဲ့ new love အချစ်တစ်တွေနဲ့အာဒီ relationship ကိုပြန်ပြီးတော့ပုံဖော်ဖို့ဆိုရင်အခုကတည်းက let go လုပ်တဲ့အရာတွေကိုလုပ်ခဲ့ပါတဲ့ဒီမျိုးသားနဲ့ပတ်သက်ပြီးဒီမျိုးသမီးနဲ့ပတ်သက်ပြီးဒါမှမဟုတ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့မင်းဆွဲကင်ထားတဲ့အယူအဆတွေရှိတယ်ဆိုရင် ဒါတွေကလည်းကိုယ့်ရဲ့ချစ်ချင်းမြတ်တာနဲ့ love life ကိုအထောက်အပံ့မဖြစ်စေဘူးဆိုတာသိကြနိုင်မယ်ဆိုရင်ဘားကြောင့်များဒါကြီးကိုစုပ်ကင်ထားအောင်ပါလေကောင်းမွန်ပြီးတော့ပျော်ရွှင်ရတဲ့အစ်စ်အစ်စ်တော်ချစ်ချင်းမြတ်တာတွေမင်းဘဝတွေကိုရောက်လာဖို့ဆိုရင်အဟောင်းတွေကိုအရင်ဆုံးဖယ်ထုတ်လိုက်ဖို့လိုတယ်ဆိုတဲ့ message လေးကိုပေးနေပါတယ်ရှင်ဆိုတော့ကိုတို့ဟာလူဘဝ love love life မှာမဟုတ်ဘူးဘဝဆိုတာကြီးကိုက fake ကံကြမ်းမှာကံကံဆိုတာတွေရော ကန်တရားဆိုတာတွေရောရေဆက်ဆိုတာတွေရောဒီလိုမျိုးတွေ ਨੇ လဲပတ်နေကြတာပေါ့နော်လဲပတ်နေကြတာအဝင်းဝိုင်းကြီးစိုက်ခဲကြီးလို့ပဲဒီမှာလဲ Wing of Fortune ကဒီ up and down ဖြစ်နေတဲ့ဘဝကိုကိုစားပြုတာဒီမှာလဲ Wing တွေ့လာစိုက်ခဲပဲဒီမှာလဲစိုက်ခဲဆိုတာကိုပဲလာပြတယ်ဆိုတော့ပြောချင်တာကမင်းတို့နှစ်ယောက်သားကြားထဲမှာတစ်ခုခုကတော့အဆုံးသတ်ဖို့ရှိပြီးတော့တစ်ခုခုကတော့ပြန်ပြီးတော့စတင်လာတော့မှတိတ်မကြတော့တဲ့ကာလအတွင်းမှာဒါကြောင့်မို့လို့အဆုံးသတ်တဲ့နာတွေကိုအဆုံးသတ်ပြီးတော့မြန်မြန်လေး အစာတစ်ခုကိုပြန်ပြီးတော့အစာပြိုးကြပါတဲ့ဆိုပြောချင်တာကနှစ်ယောက်ပြန်ပြီးတော့မြန်မြန်ဆုံကျင်တယ်မြန်မြန်တွေ့ကျင်တယ်ဆိုရင်မင်းတို့ဘဝထဲမှာ let go လုပ်ပြီးတော့အဆုံးသတ်လိုက်ရမယ့်အရာတွေထားခဲ့လိုက်ရမယ့်အရာတွေခွင့်လွှတ်ပေးရမယ့်အရာတွေရှိတယ်အဲ့ဒါတွေကိုမြန်မြန်အဆုံးသတ်လိုက်ပါဒါဆိုရင်နှစ်ယောက်သားကမြန်မြန်လေးနဲ့အကောင်းမွန်ဆုံးပြန်ပြီးတော့ဆုံတွေ့နိုင်ပါလိမ့်မယ်တဲ့ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်။ဒါဟာ collective engineering reading ဖြစ်ပါတယ်။အားလုံးနဲ့တော့ energy ကိုက်နေမယ်လို့မမျှော်လင့်ပါဘူး။ energy ကိုက်နေတဲ့သူတွေအားလုံးတို့ကတော့မှန်ကန်ပါလိမ့်မယ်နော်။ ဆိုတော့ဒီလို free reading လေးတွေအများရန်လက်ခံရရှိခြင်းလေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါရှင် Facebook နဲ့ TikTok မှာလည်း active ဖြစ်ပါတယ်ဒီလိုမျိုး personal reading ဖတ်ခြင်းလေဆိုရင်တော့ဒီနေ့၄000 4000ကြာတင်ပါမယ်ရှင် screenshot လေးယူခဲ့ပါ Telegram တို့မဟုတ် Viber မှာ ဘုတ်ကင်လေးလာယူလို့ရတယ် hi hello ဆိုရင်တော့ကိုကကို့မှာရှိနေပြီးသား package တွေကိုပဲပို့ပေးလိုက်မှာပေါ့เนาะဒီ reading တိုင်းဖတ်ချင်လဲဆိုရင်ဒါလေးကို screenshot ယူပေးဖို့လိုပါတယ်ရှင် youtube နဲ့ facebook က follower တွေအတွက်ကတော့ description မှာ viber number က telegram link ကိုပါပေးတာဖြစ်ပါမယ်เนาะဆိုတော့ကျေးဇူးတင်ပါတယ်ရှင် go တွေနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်เนาะတတ